အဲခဏနေတော့ကျွန်တော်လဲဟာဒီလိုပြောလို့မကောင်းသေးပါဘူးဆိုအာနဲ့ကဲသူဘယ်ရောက်နေလဲအဲ့ကြတော့မှငိုပါကြီးရနဲ့ကျမခလေးရတယ်ဘယ်တခွဲမှမရောက်ရှေ့တန်းအောင်တန်းပို့တယ်တဲ့ဘယ်စစ်တွေသားကိုသွားရမလဲမသိဘူးရခိုင်လားကရင်လားကရင်နီလားရှမ်းလားဘယ်သွားရမလဲမသိဘူးသူတို့အခုတော့ကားပေါ်ရောရောက်နေတယ်ဘယ်သွားရမလဲမသိဘူးပေါ့နော် ဒီနေ့လဲမိသားစုတစုလာပြောတယ်ဆရာရဲ့ကိုဇွဲရဲ့ကျမသားလေးရဲ့ဆက်ပြသွားဝယ်တာတဲ့မနှုံကျွန်တော်အင်ကြီးကျွလေးနဲ့ဆက်ပြသွားဝယ်တာဆိုင်ကယ်နဲ့တဲ့ပေါ်တာပါသွားတယ်တဲ့ဖုန်းဆက်သွယ်မရဘူးတဲ့ဖုန်းဆက်သွယ်ရလဲရရောအမေကျွန်တော်တင်တဲ့ရောက်နေပြီလို့ပြောတယ်ဟဲ့နေပဲတင်တဲ့သွားတာလဲပျောက်နေတယ်စစ်ကောင်စီကျွန်တော်ပေါ်တာဆွဲသွားကျွန်တော်အခုစစ်စင်နဲ့တက်နေရတယ်လို့ပြောတယ် စစ်စင်နဲ့တက်ပြီးွားရင်စစ်စင်နဲ့တက်ပြီးွားရင်တက်တွေကိုကျွန်တော်တို့ကြမယ်ပေါ့တခွဲတွေကိုအဲတခွဲတွေကိုကျွန်တော်တို့ကြမယ်တဲ့အဲ့လိုမျိုးသူ့မိကိုသူကပြောတော့သူ့မိရလဲအေးဟုတ်ပြီတခွဲတွေကိုကြတယ်ဆိုတော့လေနေပဲကြလဲကြတော့မှတက်ကိုလိုက်ပြီးတော့ငါတို့လူကြီးတွေနဲ့ပြောဆိုပြီးထုတ်မယ်ပေါ့အဲသူတို့ကပေါ်တာဆွဲခံရတာတော့မှတချို့ပြည်သူတွေအတိမရှိဘူးအဲ့ဒါကျွန်တော်လာအဲ့လိုလာပြောပြတော့ကျွန်တော်ချက်ချင်းတော့စိတ်တူတယ်အသက်ဘယ်လောက်လဲဆိုတော့ ကျမကလေးအားတဲ့အခုမှငယ်သေးတယ်အသက်20 30နှစ်ပဲရှိသေးတယ်အမားလို့အသက်20 21နှစ်ဆိုတာတော်လိုင်းအင်အားစုထဲမှာကိုအတိနဲ့ကိုဝင်လာပြီးတောင်းဝင်ထမ်းဆောင်တာတချို့ဆို21 22နှစ်နဲ့ဟိုဟို21 22နှစ်နဲ့တခွဲမှုတွေဒုခွဲမှုတွေတော့ဖြစ်ကုန်ပြီတချို့ဆို21 22နှစ်တရင်မှုတော့ဖြစ်တယ်လို့အမားတို့ကျွန်တော်တို့ဒီတော်လိုင်းအင်အားစုဘက်ကနေဒီလိုပေါ်တာဆွဲနေပြီးဒီလူငယ်တွေကိုရှောင်ဖို့စကားစကားကို ဟိုစကားစကိုအသက်ကိုငှဲမှာမဟုတ်ဘူးတွန်းလှန်ဖို့ဆိုပြီးတော့မှကျွန်တော်တို့ပြောနေတာပဲလို့အမားတို့ကဒါဟိုနားမထောင်အခုဖြစ်တော့မှကုပေါင်းကယ်ပေါင်းလာလို့ကျွန်တော်လည်းချက်ချင်းဆိုတော့စိတ်တူတာပေါ့စိတ်တူပြီးတော့မှခင်ဗျားတို့အခုချိန်ညမှာကုပါကယ်ပါမလုပ်နဲ့တိုက်ပွဲထဲမှာခွဲခြားလို့မရဘူးတိုက်ပွဲတွေရောက်မှတေဖို့ပဲရှိတယ်ကျွန်တော်လည်းစိတ်တူလို့ပြောလိုက်အာခဏနေတော့ကျွန်တော်လည်းဟာဒီလိုပြောလို့မကောင်းသေးပါဘူးဆိုအာနဲ့ကဲသူဘယ်ရောက်နေလဲအဲ့ကြတော့မှငိုပါကြီးရနဲ့ညမကလေးရတယ်ဘယ်တခွဲမှမရဘူးရှေ့တန်းအောင်တန်းပို့တယ်တဲ့ ်ဘယ်စစ်တွေသားကိုသွားရမလဲမသိဘူးရခိုင်လားကရင်လားကရင်နီလားရှမ်းလားဘယ်သွားရမလဲမသိဘူးသူတို့အခုတော့ကားပေါ်ရောရောက်နေတယ်ဘယ်သွားရမလဲမသိဘူးပေါ့နော်အဲ့လိုမျိုးဖြစ်နေတယ်ပေါ့အဲရောက်တဲ့စစ်တွေသားဆရာတို့စစ်တွေသားပဲရောက်လာခဲ့ကျမကလေးကိုဘလို့ကယ်ထုတ်နိုင်မလဲဆိုတာစဉ်းစားပေးပါအောင်ဆိုလာပြောတာဩကိုကလိုက်အောင်ကယ်ရအောင်မယ်ဒါပေမဲ့ချက်ချင်းဆိုတော့စိတ်တော့တူတာပေါ့ဒါပေမဲ့လည်းပြန်တွေးကြည့်တော့လေခုနပြောသလိုပေါ့ငါကလေးတွေကကျွန်တော်တို့လည်းကြုံတဲ့အခါနှွေးထွေးတယ်လုံကြုံတယ်ဆိုတဲ့ခံစားချက်ကိုခံစားရတယ်အဲ့တော့ပြည်သူလူထုကလည်းကျွန်တော်တို့အပေါ်မှာ ကောင်းသည်ရှိပြည်သူလူထုကနားလေသည်ရှိနားလေနားမလဲသည်ရှိဒုက္ခရောက်တဲ့အခါကိုယ်ကိုအားကိုးရဲဆိုတော့အားကိုးခြင်းစိတ်ရှိတယ်ဆိုတော့ပီတိတော့နည်းနည်းဖြစ်ရတာပေါ့ဟုတ်ကဲ့ကျွန်တော်တို့စေတီသားပဲရောက်လာရင်ကျွန်တော်တို့အကောင်းဆုံးဆောင်ရွက်ပေးပါမယ်ဒီလိုပဲအပိနေသေးရတာပေါ့အဲ့တော့ဒီမိသားစုလိုမျိုးတောကရောက်နေတဲ့မိသားစုပေါင်းဘယ်တော့များမလဲမင်းတို့တွေ့ကြတဲ့နိုင်ငံတော်ထဲမှာအဲ့တော့ပြည်သူလူထုကတော့အသိမရှိဘူးဆိုတဲ့ပုံမှာတော့ကျွန်တော်တို့စိတ်ဆိုးတာတော့မှန်ပေမဲ့လေဟုတ် မင်းကလေးမှာဆိုတော့ဆင်မြန်မာတော့တနာတာပေါ့ဗျာအတိရအင်းအကုန်ခေါ်တာရက်ကွက်လဲရက်ကွက်လဲအကုန်ခေါ်ပြီးတော့မှအင်းတောင်စင်းနဲ့အကုန်လက်မထိုးစမေကြီးခေါ်နေပြီးအဲ့မပေါ့နဲ့အင်းကြီးကျွန်းနဲ့ရေချိုးနေတာခေါင်းချော်မလို့ဆိုပြီးတော့ဆက်ပြတယ်ခေါင်းချော်ကြီးသွားဝဲတာပြတ်မလာတော့ဘူးတဲ့အဲ့လိုအချိန်လေးမှာအဲ့လိုပေါ်တာဆိုရယ်နော်သူတို့ကလည်းအခြေခံလုံသားတွေနေမှာဘောမလို့ရယ် ည9နာရီလောက်မှအလုပ်ပိတ်အိမ်ပြန်အိမ်ပြန်တော့အိမ်မှာမရှိတော့9နာရီ10နာရီအဲ့လိုထွက်ဝဲတယ်နေမှာပေါ့ဟုတ်တယ်လေမြန်မာနိုင်ငံမှာမင်းတို့ရဲ့လစာလေးဒီအောက်တန်းစားတွေလုတ်ခဲ့တဲ့ဒုက္ခဒုက္ခတွေကြောင့်လစာလေးကျွန်တော်တို့ခင်မှာ2သိန်း2သိန်းခွဲရဖို့အတွက်မနေ့6နာရီကနေည9နာရီလေးမင်းတို့တနေ့7နာရီမှမကတာတလိမ့်ဆန်တတလုံးလုံးရတာသူများနိုင်ငံမှာလည်းအဲ့လောက်အချိန်လုံးလုံးရတာတွေရှိပါတယ်ဒါပေမဲ့ထထိုက်တန်တန်ရရလေမလုတ်ချင်လို့7နာရီပဲလုတ်လဲအလို့သမားဝင်ကြီးဌာနဘာညာကာဝယ်ပေးတယ်လေကျွန်တော်နိုင်ငံမှာမလုတ်ချင်လို့မနေ့6နာရီကနေည9နာရီထိအလုံးမလုတ်ချင်လို့ တထေးကိုမလုပ်ချင်သွားပြောတယ်ကိုကအလုံးလက်မဲ့ဖြစ်ရုံပဲရှိမယ်မြန်မာနိုင်ငံမှာလုတ်ကန်ရှားတယ်လေမလို့အဲ့တော့ဒီနှစ်သိန်းခွဲနှစ်သိန်းနဲ့လည်းည9:00နာရီလွတ်လွတ်ရတာပဲဒါကျွန်တော်တို့ရဲ့အခြေခံဘဝတွေပဲအဲ့တော့သူလည်းအဲ့လိုမျိုးပဲ9:00နာရီလောက်မှပြန်လာရေမိုးချိုးချင်တော့အပြင်ထွက်လာနေမှာပေါ့